ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တင်မဲ့ cycle ကိုဆောင်မျောနေကြမယ်ဆိုတာကျွန်တော်ပြပါတယ်အဲနည်းနည်းနောက်ကျသွားပြီပေါ့နော် ရောစားကိစ္စလေးတွေလှက်ပတ်နေရလို့နကလေးကိုပေါ့နော်လေးကိုတင်ပေးခဲ့တာပေါ့နော် ဆိုင်လေတော်တော်လှတော်တော်မိုက်တယ်ဆိုင်လေကိုတင်ပေးခဲ့လေထိတ်ကိုပိတ်နဲ့လေထိတ်စီပဲပေးသွားတယ်ဗောလေထိတ်စီပဲပေးသွားတယ်လေကိုမဟုတ်ပဲလေတုံညာဖြစ်သွားတယ်ဗောလေနော်ရှေ့ငါလာ2025ညနေ4နာရီခွဲအတွက်အကျွန်တော်ကြိုက်တဲ့ cycle ကို ဆွဲပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအနေနဲ့ကခုကျွန်တော်ဆွဲပြပေးမယ့်စိုက်ကလေးကိုအစာအနေဆုံးတ िश ူပါလေးလပါတုံးတက်ပါမိမိကိုယ်တိုင်စိုက်နေတတဲ့ဆိုမှကန့်ဆန်းစေချင်ပါတယ်โอเคပါကျွန်တော်စိုက်ကလေးကိုစလိုက်အောင်ပါဗျာနော်

ဝိုင်းထားတဲ့အပြိုင်အောင်ဝိုင်း၃ဝိုင်းကိုပေါင်းမယ်ပေါ့နော်၄ရဲ့၃ရဲ့ရှိ၄ရဲ့၃ရဲ့ရှိပေါင်းလိုက်လို့ရှိရင်၅ break ပေါ့နော်၄ရဲ့၃ရဲ့ရှိပေါင်းရင်15ဆိုတော့ sorry 15ဆိုတော့ကျွန်တော်5 break ဆိုပြီးတော့ယူလိုက်မယ်ပေါ့နော် ငါးဖရိတ်နော်နောက်တစ်ခုကကျောင်းရုံးပိုင်းလေးပေါ့နော်လုံးပိုင်းနေကလုံးပိုင်းနေနဲ့ကကျောင်းဒီအပန်းရောင်ဝိုင်းလေးဖြစ်ပါတယ် အပန်းရောင်ဝိုင်းနှောင်းဝိုင်းထဲမှာရှိတဲ့လေးနဲ့နှစ်နဲ့ပေါင်းလိုက်မယ်လေးနဲ့နှစ်နဲ့ပေါင်းရင်6ဒါကျွန်တော်က6ပိုင်းဆိုပြီးတော့ယူလိုက်ပါတယ်ဒါကျွန်တော်အပန်းရောင်လေးက6ပိုင်းအပြည့်ရောင်လေးက5ပိုင်းနဲ့ဘယ်လိုထွက်တာလဲဆိုလို့ရှိရင် ဒီမှာပေါ့နော်ငါးဘရိတ်ငါးဘရိတ်6ဘိုင်းနဲ့69ဆိုပြီးတော့ထွက်တာပါလေ69ဆိုပြီးတော့ထွက်တာပါလေတစ်ချက်ကျွန်တော်အရောင်လေးတစ်ချက်ပြင်လိုက်အောင်ပါနော် ခဏလေးပါနော်ကြည့်ရတော့နည်းနည်းရှင်းသွားအောင်လို့ပေါ့နော်ဒီလိုလေးဆွဲလိုက်မယ် 6ဘိုင်5ဖရိတ6ဘိုင်5ဖရိတ်နဲ့ဒီမှာညနေဘိုင်မှာ6 9ဆိုပြီးတော့5ဖရိတ်ထပ်ထားရပါတော့နော်ဒုတိယပြင်ဆက်ကြည့်မယ်နော်တရားပြန်ဒီမှာ6 9 အပြိုင်အောင်ဝိုင်းလေးပေါ့နော်။တုံညဆိုတဲ့ကဏ္ဍရှိမယ်။ဒီမှာခွန်ဆိုတဲ့ကဏ္ဍရှိမယ်။ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်။အဲတုံညရဲ့ခွန်ရဲ့6ရေးပေါင်းလိုက်မယ်။3986ပေါင်းလိုက်ရင်73 73ဆိုတော့ကျွန်တော်က3 break ဆိုပြီးတော့ယူမယ်3 break 3 break နဲ့တွဲရမယ်လုံးမန်ကအကြောင်းတော့ထပ်မယ်ပေါ့နော်ဒီအပိုင်းရောင်ကိုကျွန်တော်ဒုတိယပင်မှာမဝိုင်းတော့ဘူးပေါ့နော်အပေါ်မှာအပြတ်ရောင်ဝိုင်းထားတဲ့အတွက်ကြောင့် ပိုင်းအောင်ထောက်ဝိုင်းတော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေအခါကျတော့ကျွန်တော်ဒီလိုလေး line လေးပဲဆွဲလိုက်မယ်ပေါ့နော်အပိုင်းအောင် line လေးပဲကျွန်တော်ဆွဲလိုက်မယ်ရှစ်ရှစ်နော်အဲ့ဒီရှင်းနှလုံးပေါင်းလိုက်လို့ရှိရင်16နော်ရှင်းနှလုံးပေါင်းရင်16ဆိုတော့ကျွန်တော်က6ပိုင်းဆိုပြီးရရှိလိုက်မယ်အပေါ်မှာတော့ကျွန်တော်အပိုင်းအောင်ဝိုင်းဝိုင်းထားရပါတော့ဒုတိယပြန်မှာကျတော့ ပိုင်းအောင်ဝိုင်းလို့အဆင်မပြေဖြစ်နေပါတော့အပေါ်မှာအပြည့်အောင်ဝိုင်းရှိနေတဲ့အတွက်ကြောင့်ရှစ်ဆိုတဲ့နေရာမှာအပြည့်အောင်ဝိုင်းရှိနေတဲ့အတွက်ကြောင့်ပိုင်းအောင်ထောက်ဝိုင်းလို့အဆင်မပြေလို့ကျွန်တော်အပိုင်းအောင် line လေးပဲဆွဲလိုက်တယ်ပေါ့နော်ရှစ်ရှစ်ပေါင်းရင်16ဆိုတော့6ပိုင်းဆိုပြီးတော့ယူလိုက်ပါတယ်တော့6ပိုင်း3 plate နဲ့ဘာဘာကနန်းထွက်လဲဆိုရင်တော့ဒီမှာ6ပိုင်း3 plate 6ခွန်းဆိုပြီးတော့ညနေပိုင်းမှာထွက်တာပါတယ်နော် ငါးပရိန်နဲ့သုံးပရိန်နဲ့ကတပင်ချားလေးထွက်တာပေါ့နော်အဲကျွန်တော်တတိယပင်ဆက်သွားမယ်ဒီမှာနှစ်ရဲ့ငါးရဲ့မှာ6 အဲ့ဒီ256ကိုပေါင်းမှာပေါ့နော်295နဲ့ပေါင်းရင်ခွန်6နဲ့ထပ်ပေါင်းရင်73ဆိုတော့3 break ပေါ့နော်တတိယပြန်လဲကျွန်တော်တို့3 break နော်ဒီ sign နေထားရဆို3 break 3 break နဲ့တွေ့ရမယ်လုံးပိုင်းလုံးပိုင်းကြတော့ဒီမှာပေါ့နော်ပိုင်းအောင် မြင်လေးဆွဲလိုက်မယ်ဒီအပေါ်မှာခွန်ဆိုတဲ့ကနန်းရှိမယ်ဒီအောက်မှာလည်းခွန်ဆိုတဲ့ကနန်းရှိမယ်အဲ့တော့လေးပိုင်းပေါ့နော်ခွန်ခွန်ပေါင်းရင်14ဆိုတော့လေးပိုင်းပေါ့လေးပိုင်း tone break ပေါ့နော်အပေါ်ပထမပိုင်းနဲ့ဒုတိယပိုင်းမှာတော့သူကလုံးပိုင်းဟာထိတ်စီးပေးထားပါတယ်နော်ထိတ်စီးနဲ့ brain နဲ့တွဲပေးထားရပါတော့တတိယပင်မှာလည်းထိတ်စီးနဲ့တွဲပေးမလားအပိတ်နဲ့ပေးမလားဆိုတော့မပြောတတ်ဘူးပါတော့လေး break အ sorry လေးပိုင်း၃ break ပါတော့ပြီးတော့ကျွန်တော်ထပ်ပြပေးမယ်နော်ဒီမှာ ီမှာ၃ညနဲ့၉နဲ့ပေါ့နော်ဒါတော့ကျွန်တော်အာမြင်းလေးပဲဆွဲပေးလိုက်မယ်ကြနော်၃ညနဲ့၉နဲ့နှစ်နဲ့ပေါင်းရင်၁၁၁၁ဆိုတော့ဒီမှာအောက်မှာကျွန်တော်တည့်ရပါပါ6ပေါ့နော်တည့်ရပါပါ6ဒါလေးပြန်ဖြတ်လိုက်မှာပေါ့ကြနော်ပြီးတော့ဒီမှာ၄နဲ့၉ဒီမှာ၈၄၉၈ပေါင်းရင်21ဆိုတော့ တရက်ပါဝါ6ဆိုပြီးတော့အောက်မှာနော်6တရက်ပါဝါ6ဆိုပြီးတော့ထည့်စည်းကြတာတယ်ပေါ့နော်အတတရက်ဘယ်ဟန်လဲဒီမှာ39ဒီမှာ9နော်300ဒီ300ကိုပေါင်းလိုက်ရင်စက်ခွန်စက်ခွန်ဆိုတော့ဒီညနေပိုင်းမှာ

နှစ် break ဒီမှာ39ဆိုပြီးတော့နှစ် break ထွက်တယ်နော်39ဆိုပြီးနှစ် break ထွက်တယ်အဲဒီ348ပေါင်းချင်း7ဆိုတော့39ဆိုပြီးနှစ် break ထွက်တယ်ပေါ့နော်အ348အောင်မှာကျွန်တော်တို့ကဒီမှာတပင်ချားလိုက်မှာပေါ့နော်395ဆိုပြီးတော့တပင်ချားလိုက်မယ်ဒီမှာ39ရဲ့8ရဲ့3ရဲ့4ရဲ့နော်389အဲ့တညာ73ပေါင်းလိုက်ရင်71 71ဆိုတော့တစ်ပရိတ်ပေါ့နော်ဒီ39နဲ့တပင်နှစ်ပင်ချားမှာဒီမှာ73ဆိုပြီးတော့တစ်ပရိတ်ထွက်ပါတယ်နော် အဲ့တော့ဒီမှာ383ရဲ့အောက်မှာဒီမှာနှစ်ခွန်းဆိုပြီးတော့တပင်ချလိုက်မယ်အဒီမှာ9ရဲ့9ရဲ့9ရဲ့ပေါင်းမယ်ဒီ995ပေါင်းမယ်ပေါ့နော်99 99ပေါင်းရင်78 9နှစ်ထပ်ပေါင်း23 23ဆိုတော့3 break နော်ဒီမှာလည်း3 break ရတာပါတယ်ပြဒီလိုလေ3 break เนาะဒီလိုလေ3 break ရတာပါတယ်နောက်တစ်ခုကဒီမှာပေါ့เนาะ အမ်ဆိုင်မောရှာပြပြမလို့ဒီလိုပေါ့နော်ဒီမှာ၈၃ဆိုတဲ့ခဏကဒီမှာ၈၃ ၈သုံးဆိုပြီးထွက်တယ်ပေါ့ဗျာနော်ဒီမှာခွန်ချဆိုတဲ့ကဏ္ဍကဒီမှာခွန်ချဆိုပြီးတော့ထွက်တယ်ပေါ့နော်အဲမနက်ကခွန်ချကဒီနာဒီမှာဖြစ်ရမှာပေါ့နော်အဲ့နမဆိုင်တော့အဲ့တော့ခု၈လ2025ညနေ၄နာရီခွဲတော့က၄ပိုင်း၃ပြည့်ရဲ့ဟိုနှစ်ပိုင်းရဲ့ပေါ့နော်ကျွန်တော်ကဏ္ဍလေးစီပေးမယ် ဒီကမင်းက၄ a 2 a စတမိတ်ဆွေများကသုံးဘရိတ်ကြာရင်သုံးဘရိတ်ကိုရန်ထားเนาะသုံးဘရိတ်ကိုရန်ထား လုံးပိုင်းကတော့လေးနှစ်ပေါ့နော်အော်လုံးပိုင်းတဲ့ break ပေါ့ဗျာနော်ကျွန်တော်ကတော့ဒီ3 break ထဲကနေဒီ site ကနေရတဲ့၄ကိုအာရဲ့၄တက်အာရဲ့ကို main ဖြစ်ရွေးပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများက၃ break ကို ရန်ထားပါเนาะ၃ break ကိုရန်ထားပါ โอเคပါညနေ၄နာရီခွတ်အတွက် సైక్ လေးတော့ဒီလောက်ပါပဲเนาะကျွန်တော်ချမေဆွေအားလုံးကျန်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလို့ရင်ဆန္ဒတွေတလုံးတော်ဝနဲ့ပြည့်စုံပြီးတော့လူဒန်းပေကန်ဆွန်ကျဲနိုင်တဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချမေဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘဗီဒီယိုပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်တရားရှိရနေစုတောင်းမြတ်တာ पुटा लाई रखने क्या